မင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါရောဘော channel မှာကြိုးစားပါရယ်ဗျာ2025ခု9လပိုင်းဇူလိုင်လစနေသားသမီးနေ့ပတ်သက်တဲ့တက်လာတာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာ2025ခုမင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါရောဘော channel မှာကြိုးစားပါရယ်ဗျာ2025ခု9လပိုင်းဇူလိုင်လ စနေသားသမီးနဲ့ပတ်သက်တဲ့တက်လာတာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရာ2025ခုနှစ်ခုနှစ်လပိုင်းဇူလိုင်လစနေသားသမီးများဖြစ်ပါတယ်တက်လာတာကံကြမ္မာများဖြစ်ပါတယ်ဗျာစနေသားသမီးတွေဒီချိန်မှာကိုယ့်ရဒေသမှုတွေတခြားရဒေသကိုလုတ်ကိုင်းနေရတဲ့အခါမှာကိုယ့်ရဒေသမှုတွေတခြားရဒေသကိုသွားရောက်လုတ်ကိုင်းနေရတဲ့လုတ်ကောင်းအိမ်ကောင်းမိသားစုတို့အောင်လုပ်ငန်းကောင်းတွေရတဲ့တဲ့ကိုယ့်ရင်ကိုယ့်ရဆွန့်ခွာပြီးမှတခြားတဲ့ရဒေသမှာအိုးရင်လုတ်ကိုင်းနေပတ်သက်တဲ့အကောင်းများအိုးရင်လုတ်ကိုင်းနေပတ်သက်တဲ့စောက်မှုလုပ်ငန်းများ အဲလုပ်ငန်းများအသစ်များတိဆောက်တဲ့ကာလမျိုးဖြစ်ပါတယ်ဗျာကောင်းပါတယ်ဗျာအိုးရင်လုပ်ငန်းများပတ်သက်တဲ့အဆင်ပြေကြတဲ့ခொနည်းသားသမီးအားလုံးဟာပြဿနာမရှိပေနဲ့ကိုယ့်ရဲ့ကိုဒေတာမှနေကြတဲ့အိုးရင်လုပ်ငန်းများအဆင်ပြေကြတဲ့လူများအိုးရင်လုပ်ငန်းများပတ်သက်တဲ့အလုပ်ခေါ်တာတွေနဲ့မလာသေးတဲ့ပုံကူများအိမ်ဆောက်ခြင်းတဲ့ပုံကူများအဲ့လူတွေကတော့ကျွန်တော်တို့ရပြလို့ရှိလို့ရှိရင်တော့ရာဥတော်အောင်မြောက်တော်လဲနွားနုလေးတောက်ပြီးမှစူတော်အတင်နွားနုလေးရဲ့အာကျွန်တော်လေးလုပ်ငန်းမကောင်းဘူးဗျာအိမ်မှာအိမ်လေးဆောက်ခြင်းနဲ့အလုပ်ကလည်းခေါ်တာလေးမလာသေးဘူး အလုံးနဲ့ပတ်သက်တဲ့အိမ်မအိမ်တွင်းလည်းအဆင်ပြေပူညံပူညံဖြစ်နေတယ်ဗျာအလုံးကားအနေနဲ့ပတ်သက်တဲ့ခေါ်သားလေးတွေလာပြီးအားလုံးအဆင်ပြေအောင်အသင်နွားနုလေးကကိုကြီးစောင့်ရှောက်တော်မူပါဆိုတဲ့အကြောင်းရာဦးတောင်းနောက်မြောက်တောင်းလှည့်နွားနုလေးကိုစူတောက်မိမှတစုံတယောက်သောသူကိုကုသိုလ်ပြုမယ်ဆိုရင်သင်တို့မှာပိတ်ဆို့နေတော့အိုးအိမ်လောက်ကင်များအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာဒါကြောင့်စနေသားသမီးတွေကတော့ဒီလအတွင်းမှာတော့အိုးအိမ်လောက်ကင်နဲ့ပတ်သက်လို့အဆင်မပြေဘူးအဆင်မပြေဘူးအဆင်မပြေရဘူးဆိုတဲ့လူများ ရာဦးတော်အောင်နောက်မြောက်တော်လက်နွားနိုးလေးကိုဆူတောင်းပြီးမှပုသူပြုကြမှာဗျာတင်းတော့မှာပိတ်ဆိုးနေတဲ့အိုးဝင်လောက်ပဲများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်မန်းနီကိုရဒေတာမှုတဲ့တခြားရဒေတာမှာငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာအောင်မြင်ကြောကြတတ်ပြီးတော့ကိုရကိုဒေတာမှာငွေကြီးနဲ့ပတ်သက်မှာကိုရမြေမြော့မှန်းတယ်လို့မရတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့အစီအမံပြကြတဲ့ပုံကူအားလုံးဟာစနေတော့နောက်တောင်တော့လှည့်တရားဒီလေးတစ်လုံးတော့ဂိုင်းပြီးမှဆူတော့ အတင်းတည်းတည်းလေးအာကျွန်တော်ငွေကြီးနဲ့ပတ်သက်တာအဆင်မပြေဘူးကျွန်တော်ပေးစရာဘလောက်ရစရာဘလောက်ကျွန်တော်လိုချင်တာဘလောက်ကျွန်တော်ပေးရရန်ဇရာလေးတွေအဆင်မပြေဖြစ်နေတယ်ဗျာဖြစ်နေတယ်ပေးရရန်ဇရာလေးတွေအများဆုံးအဆင်ပြေအောင်ကုညီစောက်ချောက်တော်မူပါဆိုတဲ့အကြောင်းနောက်စနေတော့နောက်တော်တော်လဲပြီးမှကျွန်တော်တို့တည်းတည်းလေးကိုဂိုင်းပြီးဆူတောင်းမယ်ဆိုရင်တင်းတော့မှရှိပြစ်ပေါ်နေတဲ့ပေးရရန်ငွေကြီးများအများဆုံးအောင်မြင်ကြကြတော့မှဖြစ်ပါတယ်ဒီလအတွင်းမှာငွေကြီးနဲ့ပတ်သက်တဲ့အဆင်မပြေကြတဲ့ပုံကူများ စနေတော့နောက်တော့တော့လဲပြီးတဲသီးလေးကိုင်းပြီးတော့မကြခဏဆူတောင်းမယ်ဆိုရင်တင်းတော့မှပိတ်ဆို့နေတော့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စဆူတောင်းတဲ့နေ့သို့မဟုတ်လေးရဲ့အတွင်းအဆင်ပြေမီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြလိုက်ပါတယ်ဗျာစိတ်တွေပြောလားဆိုပြောပါတယ်တကယ်ပြောလားလားဆိုမပြောဘူးတခုနဲ့ပတ်သက်တဲ့စိတ်နဲ့ပတ်သက်တဲ့ကိစ္စမှာလောက်ကိုင်းနေလို့အမလားအင်းနေဆောက်အမလားသွားမလာလာမလာရောင်းမလာဝေရမလာအဲ့ဒါဒီနဲ့ပတ်ပြီးစိတ်ချုပ်ထွေးနေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့် စိတ်ညစ်နေတဲ့ပုံကူများစိတ်ထဲမှာလိုဆန္ဒမပြည့်တဲ့ပုံကူအားလုံးဟာတနင်္ဂနွေတောင်းရှေ့မြောက်တောင်းလက်အာလူကျော်လေးတစ်ခုလောက်ကိုစားပြီးမှစူးတောင်းအတင်အာလူကျော်လေးရဲ့အာကျွန်တော်စိတ်ညစ်နေတယ်ကျွန်တော်စိတ်ညစ်တာတော့အိမ်ကြီးဆောက်မယ်ဗျာပတ်သက်နေကုန်မှာကြောက်တယ်ပတ်သက်လည်းပြန်ရန်စရာလေးအဆင်မပြေမှာကြောက်တယ်ကျွန်တော်မှငွေကြီးနဲ့ပတ်သက်လူချင်းတန်းညင်နေအယောင်မကောင်းဘူးအလုတ်ခေါ်တာတွေမလာဘူးအိမ်မှာအဆင်မပြေဘူးအဲ့ဒီကိစ္စညပတ်ကြီးအောင်နေနောက်နေတယ်ဗျာဒါကြောင့်နောက်နေတဲ့အာယုံလေးများအဆင်ပြေအောင် အသင်အာလူကျော်လေးရကျွန်တော်စိတ်ကြီးညှင့်နေတဲ့ကိစ္စတွေအဆင်ပြေအောင်ကုညီဆောင်ချောက်တော်မူပါဆိုတဲ့ကြောင်းတနင်္ဂနွေတောင်းအရှိမြောက်တောင်းလှည့်ပြီးတော့အာလူလေးကိုစားပြီးအာလူကျော်လေးတစ်ခုလောက်စားပြီးမှဆူတောင်းမယ်ဆိုရင်သင်တို့မှာပိတ်နေတဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရရှိမှာဖြစ်ပါတယ်ဗျာဒါကြောင့်စိတ်ညစ်တယ်စိတ်ညစ်တယ်စိတ်ထဲမှာအလိုဆန္ဒမပြေဘူးတခုခုဘာလို့မှမတည်ဘူးဆိုတဲ့စနေသားသမီးတွေကဒီအချိန်မှာတနင်္ဂနွေတောင်းအရှိမြောက်တောင်းလှည့် လှည့်ပြီးမှအာလူရော်လေးတစ်ခုလောက်စားပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှပိတ်ဆို့နေတော့စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရရှိမှာဖြစ်ပါတယ်ဗျာကိုနဲ့နီးနေစက်သက်တဲ့တလူယောက်ျားလူယောက်ျားတွေကတော့ဝတ်တရားပဲပြောလူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စမှာကိုယ့်ရည်ဒီတာမဟုတ်တဲ့တခြားရည်ဒီသွားမယ်ကိုယ့်လုံငန်းကကိုယ်မပြောဘူးကိုယ့်မိသားစုနာမှာကဖေးနဲ့ရောင်းလုံးလုံးကြောင်းလုံးလုံးတွေဖြစ်နေတာဖြစ်တဲ့မလိုအပ်ဖေးနဲ့ငွေကုန်ကြီးကြများပြီးပြဿနာပေါ်တော့တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့် လူယောက်ျားတွေနဲ့ပတ်သက်တဲ့အဆင်မပြေကြတဲ့ပုံကူတွေကတော့တောက်ကြမြောက်ရက်ကိုလက်တရတိလေးကိုင်းပြီးမှဆူတောင်းအသင်တရတိလေးရဲ့အိမ်မှာရှိတဲ့လူယောက်ျားကိုကိုကိုမိသားမှုမကတ်ဘူးကတ်မှဖြစ်မှာရက်တွေမတောက်နေတဲ့ရက်မတောက်မှဖြစ်မှာအလုံးမလုံးဘူးလုံးလုံးမလုံးမှဖြစ်မှာအလုံးတော့လုံးပါရဲ့ပသက်မှဘူးပသက်အမှဖြစ်မှာအပင်လက်ရက်လက်ရသွားရင်ပြဿနာကြီးတက်လိမ့်မယ်ဗျာပြဿနာကြီးဖြစ်မှာကြောက်တယ်ဒါကြောင့်အသင်တရတိရကိုရင်ကိုရကိုမိသားသူကိုလုံကမှာပဲပြောရှင်းနေပြီးအန်တီကင်းပြေးရှင်းပြီးတော့ချစ်ချစ်ခင်ခင်အိမ်မှာနေခြင်းဖြစ်အဆင်ပြေအောင် ကုညီစောင့်ကြတော်မူပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရက်ကိုလက်တရတိလေးကင်ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေသောလူယောက်ျားနဲ့ပတ်သက်တဲ့ကိစ္စများအမြန်ဆုံးအဆင်ပြေသွားမှာဖြစ်ပါတယ်ဗျာကိုနဲ့နီးနဲ့ဆက်သက်တဲ့မင်းအုပ်ချုပ်တဲ့မင်းအုပ်ချုပ်တဲ့မင်းရလာဒီချိန်မှာတတ်တည်ပြနေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စအိုးရင်လောက်ကနဲ့ပတ်သက်တဲ့အပူတော်ကတွေကြုံရတတ်တဲ့အပြင်မှာတော့အဆင်ပြေသလိုအတွင်းမှာတော့ပြဿနာတွေတက်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာ ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအကြောင်းတရားမဲ့တဲ့အကြောင်းတွေမတက်လို့ပြဿနာတွေတက်အကြောင်းပေါ်မှာတာဝန်ထမ်းဆောင်နေဆရာဆရာမတွေအကြောင်းနဲ့ပတ်သက်တဲ့လောကမကိစ္စတွေမလုပ်ဘဲနဲ့တခြားကိစ္စတွေလုပ်လို့ပြဿနာတွေတက်နေရာတွေနဲ့ပတ်သက်တဲ့ကိစ္စမှာအာရမသိသိမှုတွေဖြစ်တဲ့အတွက်ပြဿနာတွေတက်ကြာတာပရိဂျိုတိဂျုံင်းအားနေပြီးတော့ပြဿနာကြီးဖြစ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်။ဒါကြောင့်မင်းနေအားနေတယ်။ပညာရေးနဲ့ပတ်သက်လို့အားနေတယ်။အပြောင်းရွှေ့တွေအားနေတယ်။နော်မြေယာရီနဲ့ပတ်သက်လို့အားနေတယ်။ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စအားနေပြီးပြဿနာဖြစ်ပေါ်တည်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာ။ ဒါကြောင့်ပြဿနာဖြစ်မှကြောက်တဲ့ပုံကွာတော့တနင်္ဂနွေတောင်းအရှိမြောက်တောင်းလက်စံသီလေး၃သီကိုကိုင်းပြီးမှစူးတောင်းဓမင်းကျက်တဲ့စံသီလေး၃သီကိုကိုင်းအသင်စံလေးရဲ့အာကျွန်တော်မင်းနဲ့ပတ်သက်တဲ့ကိစ္စတွေပြောမယ်ပြင်ဆိုင်နဲ့ပတ်သက်တဲ့ကိစ္စတွေပြောမယ်နေရာတွေနဲ့ပတ်သက်တဲ့ကိစ္စတွေပြောမယ်အပြောင်းရွှေ့တွေနဲ့ပတ်သက်လို့ပြောမယ်ပြင်တော့အကိစ္စတွေနဲ့ပတ်သက်တဲ့ကိစ္စတွေဒီအဆင်ပြေခြင်းနဲ့ဗျာအဆင်ပြေအောင်အသင်စံလေးကအကူကြီးဆောင်ချတော့မူပါဆိုတဲ့အကြောင်းတနင်္ဂနွေတောင်းအရှိမြောက်တောင်းလက်စံသီလေး၃သီကိုင်းပြီးမှစူးတောင်း သူတော်မီတနေရာမှာထားလိုအပ်တဲ့အခါတိုင်းလိုအပ်တဲ့အခါတိုင်းမှာမင်းနဲ့ပတ်သက်တဲ့ကိစ္စမြေယာရီနဲ့ပတ်သက်တဲ့ကိစ္စပညာရေးတွေနဲ့ပတ်သက်တဲ့အပြောင်းရွှေ့ရာထူးတို့ကိစ္စတွေနဲ့ပတ်သက်တဲ့ကိစ္စမှာတင်းနှင်းဝင်တောင်းအရှိမြောက်တောင်းလက်စန္ဒီလီသုံးတီကိုကိုင်းပြီးဆူတောင်းမယ်ဆိုရင်မကြခဏဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆင်နေတော့မင်းနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာ ကိုသွားခြင်းနဲ့ခီးတခုသွားခြင်းနဲ့တခုပြောခြင်းနဲ့တခုပြောခြင်းသလိုပြောခြင်းသွားခြင်းသလိုသွားခွင့်မရဘဲနဲ့ပိတ်ဆို့နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ခီးစကားတွေရက်တန်နေတာဖြစ်ပါတယ်ဗျာဒါကြောင့်ခီးစကားတွေနဲ့ပတ်သက်တဲ့အစီအပြေချင်းတဲ့ပုံကိုအားလုံးကဇွန်လေးကိုဂိုင်းဗုဒ္ဓတောင်ရက်ကိုလှည့်ပြီးမှဆူတောင်းအတင်းဆုံးလေးရဲ့ကျွန်တော်ခီးရီသွားမယ်အန်တရီရီကြီးညင်နေပြောတဲ့စကားတွေပြောမယ်အကြအစီအပြေချင်းနဲ့ဒါကြောင့်ကျွန်တော်ပြောသောစကားအောင်မြင်ကြပြီးသွားတော့ခီးများအစီအပြေအောင်ကုညီဆောင်ချောက်တော်မူပါဆိုတဲ့အကြောင်း ဗုဒ္ဓတောင်ရကိုလည်းဇွန်လေးကို깟ပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတော့ကံများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာကျွန်တော်တို့လွန်ပတ်တဲ့နိနေဆက်တဲ့ဒီချိန်မှာပြီးနေတဲ့တိုင်းမှာပြီးနေဒီအာကောင်းမှုတိုင်းနေအာမကောင်းမှုကိုယ်နိုင်ငံအာမကောင်းမှုနဲ့သူများနိုင်ငံနေအာကောင်းနေပဲအနိုင်ငံအသီးသီးမှာလေကျွန်တော်တို့နိုင်ငံမကောင်းနိုင်ငံအသီးမှာစစ်တွေဖြစ်တယ်မိရာတွေနဲ့ပတ်သက်တဲ့ပြဿနာတွေတက်တယ်မင်းတွေရဲ့လောဘဒေါသမောဟနဲ့လွဲမတဲ့ဆုံးဖြတ်ချက်တွေကြောင့် တဲ့ပြည်သူပြည်သားအားလုံးဒုက္ခရောက်ပြီးအိုးအိမ်ဆုံးခွာပြီးပြေးလွှားရတဲ့ကာလစစ်မဲ့ရေးရနဲ့ပတ်သက်တဲ့ပြဿနာများအဲမြေမြေနဲ့ပတ်သက်တဲ့ကိစ္စရေနဲ့ပတ်သက်တဲ့ကိစ္စငလင်းနေလို့တဲ့ရေတွေကြီးတယ်မိုးတွေရွာတယ်အောက်ပြဿနာပြောင်းမြင်ရမြင်မြင်ရတဲ့ပြဿနာတွေကြုံတွေ့နေပြီးတော့ကြာသပိတ်ဂျိုသည်နဲ့အားနေနေတာဖြစ်ပါတယ်ပြဿနာတွေဖြစ်ပေါ်နေအကြီးကြီးမှာရိုးရလေးတွေပေါ်မယ်ဆိုရင်တော့တို့ရာကြောင်မှာဖြစ်ပါတယ်ဗျာရိုးရလေးတွေပေါ်မယ်ဆိုရင်တော့အင်္ကာတော့အရှိတောင်တောင်လှဲ့ တဲသီးလေးကိုင်းပြီးတော့ဆူတောင်းအတင်းတဲသီးလေးရရောဖော်ပါတယ်ရောဖော်လို့ဒိုးကကြောချင်းနဲ့အမှုခင်းပြဿနာတွေဝေ့ချင်းနဲ့နော်ပြဿနာတွေဝေ့ချင်းနဲ့ငွေကြီးများထူလိုက်ပြုံးလိုက်လှုပ်လိုက်ခဲလိုက်ဝင်းအောင်ပြီးတော့လူနိုင်တန်းနိုင်တဲ့ပုံကူတွေဖြစ်ချင်နေဗျာဒါကြောင့်ရောဖော်လို့ဒိုးကကြောပြီးအမှုခင်းပြဿနာတွေဝေ့အောင်အတင်းတဲသီးလေးကကိုကြီးစောက်ကြောက်တော့မူပါဆိုတဲ့အကြောင်းနော်အင်္ဂါတော့ရှေ့တောင်တော့လဲပြီးတည်းတည်းလေးကိုင်းဆူတောင်းမယ်ဆိုရင်ရိုးကပေါ်ထားတာဖြစ်တဲ့အတွက်ပြဿနာတွေကင်းဝေးပြီးငွေကြီးများ အမြန်ဆုံးအောင်မြင်ကြောကြတော့မှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါလေးတစ်ချက်ကြီးတယ်အထီးကန်လေးတွေစားမယ်ဆိုလို့ရှိရင်တော့အနောအာအင်္ဂါတော့ရှေးတောင်တောင်လဲတရသီးလေးကိုကိုင်းပြီးမှဆူတောင်းအသင်းတရသီးလေးရဲ့အာကျွန်တော်တို့ဒီဘက်ထီကန်လေးတွေစားမယ်ကျွန်တော်နိုင်ငံမှာလုပ်တဲ့အောင်မလေးထီလေးတွေစားမယ်တခြားနိုင်ငံမှာလုပ်တဲ့ထီကန်လေးတွေတည်းကျွန်တော်တို့စားညင်တယ်ဗျာတော်ကျွန်တော်စားတဲ့ထီကန်လေးတွေအစင်ပြောင်းအသင်းတရသီးလေးကကုညီစောက်ကြောက်တော်မူပါဆိုတဲ့အကြောင်းအင်္ဂါတော့ရှေးတောင်တောင်လဲပြီးတော့တရသီးလေးကိုမကြခဏခဏ ထိုကဏ္ဍီမှာမကြာခဏကိုင်ပြီးဆူတောင်းမယ်ဆိုရင်တင်းတော့မှာပိတ်ဆုံနေတဲ့အထီးကံများအမြန်ဆုံးပွင့်လန်းတော့မှာဖြစ်ပါတယ်ဗျာဒါကြောင့်ဒီချိန်မှာကျွန်တော်တို့အစနေသားသမီးတွေအထီးကံလေးတွေကန်စားမယ်ဆိုလို့ရှိရင်တော့1တို့2တို့5တို့6ဆိုတဲ့ကဏ္ဍလေးတွေ1နဲ့5 6ဆိုတဲ့ကဏ္ဍလေးတွေကန်စားမယ်ဆိုရင်တင်းတို့မှာပိတ်ဆုံနေတဲ့အထီးကံများအမြန်ဆုံးပွင့်လန်းတော့မှာဖြစ်ပါတယ်ဗျာဒီချိန်မှာစနေသားသမီးတွေ အားကောင်းလာတော့အလူဒါနနဲ့ပတ်သက်တဲ့ကိစ္စများအားကောင်းနေရွှေတွေဝင်တတ်တယ်အလူတွေလုံးမဲ့ဆိုတဲ့ရွေချက်နဲ့အလုပ်တွေလုပ်ပါရွှေလေးတွေဘလောက်သားဝင်နေတယ်ဆိုတဲ့ကိစ္စတွေနဲ့အလုပ်လုပ်ပါထီကန်လေးတွေစမ်းကြပါဗျာထီကန်လေးတွေစမ်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆိုနေတော့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စအလူဒါနနဲ့ပတ်သက်တဲ့ကိစ္စများသာသနာပြုနိုင်မှုတွေငွေကြေးများအလုံးနဲ့အခဲနဲ့ဝင်ရောက်ပြီးပြဿနာကင်းကင်းရှင်းရှင်းနဲ့အန်တီကင်းပေးရှင်းသွားတဲ့လူနိုင်တန်းနိုင်တဲ့ပုံကိုယ်တွေ ဖြစ်မှာအေကန်ဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့2025ခုနှစ်လပိုင်းဇူလိုင်လစနေသားသမီးနဲ့ပတ်သက်တဲ့တလဇာကံကြမ္မာများကိုတင်ပြလိုက်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ